တလီပုတ်ပြည့်ရှင်အာတော့ကမင်းကြီးခေါ်တိရိဓမ္မာတော့ကမင်းနဲ့ရခိုင်ပြည်ဓညာဝရီပြည့်ရှင်သူရိယဆက်ကမင်းတို့ဟာတပြည်တော်နဲ့တပြည်တော် ဘာသာရေးဆက်နွယ်မှုရှိခဲ့ပါတယ်ဤဓမ္မတော်ကမင်းဟာရာဇကြိုပြီးအဇာရသက်မင်းမြုပ်နှံထားခဲ့တဲ့မြေအောက်ဌာပနာတိုင်းမှာဗုဒ္ဓဖျားရှင်ရဲ့ဓာတ်တော်တွေကိုတူးဖော်ရရှိခဲ့ပါတယ် ယဟန္တာမထေရမြတ်တစ်ပါးဖြစ်တဲ့ရှင်မဟာမုဂ္ဂလိဗုဒ္ဓတိတမထေရမြတ်ကဗုဒ္ဓဘုရားရှင်ရဲ့ဓာတ်တော်တွေကိုဘုရားရှင်ပြရိပ်ပေးခဲ့တဲ့နေရာဒေသအသီးသီးမှာဇေရီတီပိဌာပနာယံတိရိဓမ္မသောကမင်းကိုညွှန်ကြားခဲ့ပါတယ်။ မသောကမင်းဟာရှင်ဘာဟုလမထေနှင့်ရှင်မဟာတိတ်တမထေရဟန္တာရှင်မြတ်များတံပံကြပြီးဖျားရှင်ပြားရိပ်ပေးခဲ့ရာ နေရာဒေသတစ်ခုဖြစ်တဲ့ရခိုင်ပြည်ဒညဝရီမြို့နေရာအသီးသီးမှာဖျားရှင်ဓာတ်တော်များကိုဌာပနာနိုင်စေရန်ဒညဝရီပြည့်ရှင်သူရိယဆက်ကမင်းကြီးထံဆေလွတ်ခဲ့ပါတယ်။ ရဟန္တာမထေရ်နှစ်ပါးဟာဓညဝရီတီကြီးကိုရောက်ရှိလာတဲ့အခါမှာသူရိယသက္ကမင်းထံဘုရားရှင်သက်တော်များကိုပြည့်တော်မူခဲ့ပါတယ်ရှင်သက်တော်ထင်ရှားရှိစဉ်က သွန်းလောက်ခဲ့တဲ့စန္နာမုနိရုပ်ပွားတော်ရဲ့ပုံလူကိုပါသူရိယဆက်ကမင်းထံပေးအပ်ခဲ့ပါတယ်။သူရိယသက္ကမင်းကြီးဟာဖျားရှင်ပြရိတ်တော်ထားခဲ့တဲ့ရခိုင်ပြည်ဒေသအသီးသီးမှာဇေယျတော်များတည်ထားပြီးဓာတ်တော်များကိုထာပနာခဲ့ပါတယ်။ ဒီရောများတီဗီဒီနေ့တပြိုင်နဲ့ဆန္ဒမုဏိရုပ်ပွားတော်ကြီးကိုမဟာမုဏိရုပ်ရှင်တော်သုံးလုပ်တဲ့အခါကြံနေခဲ့တဲ့ယရနာပိုးပါဖြင့်သုံးလုပ်တော်မူခဲ့ပါတယ်ရောကြီးရဲ့ ထူးခြားလာတဲ့တွင်မြင်လက္ခဏာတော်များကတော့မျက်လုံးအိမ်တော်မျက်ရည်တော်မျက်လွာတော်မျက်ခုံးတော်မျိုးရိုးတော်နှာခေါင်းတော်နှာခမ်းတော်တို့ဟာပေါ်လွင်ထင်ရှားခြင်း

ေရတော်၃ပါးရှိခြင်းချင်းနေမီရေအုပ်ကဲ့သို့မိုးမောက်ကျဲပြန့်တဲ့ညုံတော်ရှိခြင်းဘုရားအလောင်းတော်များနှင့်စကြဝဠာမိများမှသာပါရှိတဲ့32ပါးသောလက္ခဏာတော်ကြီးနှင့်ဗုဒ္ဓအလောင်းတော်များတွင်သာပါရှိတဲ့ အပါရှိစေသောလက္ခဏာတော်ငယ်များနဲ့ကံ့ညီခြင်းစေနမောင်းတရံလက်မောင်းတော်နဲ့အချိုးကျသွေးလျတဲ့လက်ချောင်းတော်များရှိနေခြင်းတို့ဖြစ်ကြပါသည် တော်ကြီးရဲ့ပုံသဏ္ဍာန်ကတော့လူနဲ့ဗမာတတဝါပေါင်းလို့အလေးမြတ်သောကိုးွယ်ဟန်ဖြစ်တဲ့ထဝယ်ဖွဲ့ခွေထိုင်နေပုံပြစ်စင်ကမူဒရာဖြစ်ပါတယ်။ဆန္ဒမုဏိစင်လူတော်ကြီးဟာရဖိုင်းကြီးနဲ့မြောက်ဦးမျိုးဆန္ဒမုဏိဖျားကြီးចောင်းတိုင်းတိန်တော်ကြီးအတွင်းမှာကိန်းဝတ်စံပယ်လျက်ရှိနေပါရဲ့ရှင်။